မိဘဘူးဘတော်မှမပြောတင်တဲ့စကားဆယ်ခုအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လူတော်များများကကိုယ့်ရဲ့မိဘတွေကိုဒီစကားဆယ်ခုနဲ့ကတခွန်းဒါမှမဟုတ်တခွန်းထက်ပိုပြီးပြောခဲ့ဘူးကြမယ်ထင်ပါတယ်။သာသမီဖြစ်တဲ့ကျွန်တော်တို့ကမိဘတွေကိုဒီစကားတွေကိုထပ်မပြောတော့ဘဲနားလည်ပေးကြရအောင်ဗျာ။လူဘဝကတိုးတောင်းလုံးပါလေ။ကိုယ့်ရဲ့နှမေးကဆွေမျိုးသားချင်းချစ်သူခင်သူတငယ်ချင်းတွေကိုတန်ဖိုးထားတယ်ပါလေ။ဆုံးရှုံးသွားမှသူတို့ကတင့်ရဲ့ဘဝမှာဘလောက်ရေးပါတဲ့အကြောင်းသိတာမျိုးဖြစ်ပါစေ။ ိဘတွေကိုယူသေးလေးစားပါသင်ပါအမှားပဲလို့လို့သူတို့ကတင့်ကိုခွင့်လွှတ်ဖို့အတင့်ရှိနေတဲ့သူတွေပါမိဘရဲ့ရင်ဝင်ဟာတင့်အတွက်လေငင်ရအရက်သာရနားခူရာစိတ်ကမ်းပဲဖြစ်ပါတယ်သင်ပြောသင့်တဲ့စကားတွေကနံပါတ်1အင်မအင်မတီးပြီးအရန်ရှုတ်တာပဲဆိုတဲ့စကားပါနံပါတ်2စကားကတော့ကိစ္စရှိသေးလားမရှိရင်ဖုံးချတော့မယ်မိဘတွေဖုန်းဆက်ပြောတဲ့အခါစကားပြောခြင်းကိုတတ်တတ်ဖြစ်လိမ့်မယ်။သူတို့ရဲ့ရွေးချက်ကိုကျွန်တော်တို့နားလည်ပေးတင်ပါတယ်။ ဖုန်းကိုချဖို့ပဲမလိုပါနဲ့ဗျာနံပါတ်3စကားကတော့ပြောရင်လည်းနားလည်မှာမဟုတ်ပါဘူးမေးမနေပါနဲ့ဆိုတဲ့စကားပါနံပါတ်4စကားကတော့မလုပ်ပါနဲ့လို့အထက်ထက် ပြောထားရတဲ့ဒါနဲ့လှုပ်ထားတာတွေကလည်းဘာမှမကောင်းဘူးဆိုတဲ့စကားပါသူတို့အင်အားနဲ့မမျှတဲ့အလုပ်ကိုလုပ်တဲ့အခါကျွန်တော်တို့က view design နဲ့သူတို့ကိုမလုပ်ဖို့တားတယ်ဒါပေမဲ့ဒါဟာသူတို့အတုံးမဝင် တော့ကြောင်းသူတို့ကိုခံစားရစီပါတယ်နံပါတ်5စကားလေးကတော့ ဟာဖေဖေမေတို့နီးကခက်တုံးနေပါပြီဆိုတဲ့စကားပါမိဘတွေရဲ့အကြံဉာဏ်ကကျွန်တော်တို့အတွက်အသုံးတည့်ခြင်းမှတည့်လိမ့်မယ်ဒါပေမဲ့ဒီထက်နားထောင်လို့ကောင်းတဲ့စကားကိုကျွန်တော်တို့ပြောသင့်ပါလိမ့်ခင်နံပါတ်6စကားကတော့တားရဲ့အခန်းကိုမရှင်းပါနဲ့လို့ပြောထားရတဲ့အခုတော့ကြည်ပစ္စည်းတွေရှာမတွေ့တော့ဘူးဆိုတဲ့စကားပါကို့အခန်းကိုကိုယ်တိုင်ရှင်းတာကကောင်းပါတယ်မရှင်းခြင်းရင်သူတို့ရဲ့စေတနာကိုတော့မစော်ကားပါနဲ့ခင်နံပါတ်9စကားကတော့တားဘာစားမယ်ဆိုတော့တားသိတယ် ဟင်းတွေထက်ထက်မပေးနဲ့တော့ဆိုတဲ့စကားပါကျွန်တော်တို့အပြန်ကိုစောင့်မျှော်နေကြတဲ့မိဘတွေကသူတို့ရဲ့မေတ္တာသူတို့ရဲ့ဂရုစိုက်မှုတွေကိုကျွန်တော်တို့အတွက်အထူးစီမံထားတဲ့သမင်းဟင်းတွေနဲ့ထည့်ချက်ထားကြပါတယ်ဒါကိုကျွန်တော်တို့ကစိတ်စိတ်ငြိမ်ငြိမ်နဲ့လက်ခံလိုက်ရမှာပဲခင်ဗျာနမကိုးစကားကတော့တာကိုဘာသာကိုချင်းချင်းပြီးလှုပ်တတ်ပါတယ်တပြည့်တော့မပြောပါနဲ့နားကြီးလို့ပါဆိုတဲ့စကားပါနံပါတ်10စကားကတော့ ဒီပစ္စည်းတွေမယူတော့ပါဘူးဆိုတော့ဘာဖြစ်လို့ဒီမှာပုံထားရသေးတာလဲဆိုတဲ့စကားပါပြီးပါတွေကကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့အရာတွေကိုတင်ထားခြင်းတက်ကြပါတယ်သူတို့တင်ထားတာတွေတအိမ်လုံးပြည့်နေပါစေနောက်တစ်ချိန်မှာကျွန်တော်တို့ခလီးဘွားကဝစ်ခဲ့တဲ့အဝတ်စားတွေကိုကျွန်တော်တို့တွေ့မိတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်ဝမ်းသာကြည်နူးကြအောင်မယ်ဟုတ်ပါလား